နင်နှခါပြန်ပေးရင်တောက်ကြည့်လေမပါပါဟိုပါဘလို့ပြောမယ်ဒါဇက်ဝင်ငန်းတကန်ပါနော်ဟိုဇက်ဝင်ငန်းတကန်ပြတဲ့ပြီဒီထဲမှာပါမယ်ဟိုတန်ဘိုရဲ့ဒီမှာပါတဲ့ဒီဒီဇလန်းဒီအနေထားကိုရောက်နေတဲ့အနေထားရဲ့အဲချိန်ပြီးတော့ဗောနော်ဒါတာနဲ့တိုင်ပြီးတော့လိုအပ်မယ်လို့ထင်တဲ့ နေရာပေါ့နော်ပြီးတော့မှုပေါ့နော်ကျွန်တော်တို့ရဲ့ရောက်ကြည့်နေတဲ့ဒီဇလန်းအတံဖို့အနေသားနေရာကိုကြည့်ပြီးတော့အကောင်းဆုံးတော့ကြိုးစားပြီးတည်ဆောက်နေတာပါဗျာဘာရှိတရေရှိရအဲ့တရေတွေအကုန်လုံးငါရဲ့ကားပေါ်တက်လို့ရတယ်ကွာဒီဇလန်ကဘယ်လိုမလဲဟိုကျွန်တော်ပုံစံလဲဒီထဲမှာပေါ့နော်ပုံစံလဲကျွန်တော်ချိန်တာလေ တော့ပုံစံနဲ့ချိန်ရတယ်ကျွန်တော်ရဲ့ character ကလည်းနောက်ထပ်တစ်မျိုးပေါ့နော်နောက်ထပ်တစ်မျိုးပဲဖြစ်တယ်ပြီးတော့ဒီဇလန်းကကျွန်တော်တို့ကဆင်းရဲတဲ့လူငယ်၃ယောက်ပေါ့နော်ဟိုမွေးကလေးကနေပြီးတော့ကျွန်တော်လမ်းမပေါ်မှာအဲ့လိုမျိုးနေခဲ့ရတဲ့လူတွေအဲ့မှာကျွန်တော်တို့ကချမ်းသာခြင်းနဲ့တယောက်ကအဆူတော်ဖြစ်ခြင်းနဲ့တယောက်ကချမ်းမရင်ကောင်းအောင်ချမ်းမခြင်းနဲ့အဲ့တော့ကျွန်တော်တို့ကဒီဟာတွေဖြစ်ဖို့တော့ကျွန်တော်တို့ကဒီပြရလောကနဲ့တွားပြီးတော့ကျွန်တော်တို့အလဲလဲလောက်တာပေါ့နော်ဘဝတွေ ဲ့မှာကျွန်တော်အဖြစ်ပြက်တွေအများဆုံးပါလာတာပေါ့ဒီသဘေမညခင်ကာလလေးမှာပေါ့နော်သဘေမညခင်ကာလလေးမှာဒီလိုအပ်မယ်လို့ထင်တဲ့အခါမျိုးကြတော့ကျွန်တော်ဒီသဘေပုံစံနေပါလေချိန်ပြကျွန်တော်ရဲ့နေပုံထိုင်ပုံပြောပုံဆိုပုံမျိုးတွေနည်းနည်းပါးပါးဒီကားထဲမှာကျွန်တော်အထူးပေါ့နော်ကျွန်တော်ပြင်ဆင်ပြီးတော့ဇညွန်း အခါခါဖတ်ပြီးတော့ကျွန်တော်ရဲ့ style ကျွန်တော်ရဲ့ပြောတာတွေဆိုတာတွေပြီးတော့ကျွန်တော်ရဲ့ပုံစံတွေအကုန်လုံးတက်နိုင်တဲ့လောက်ပေါ့နော်ဒါရိုက်တာနဲ့တိုင်ပင်ပြီးတော့ဒီလိုပဲချင်းကြည့်တာပါနော်အထွေလာမှာဆဲတာတွေကအရပ်ပေါက်နေတာအဲ့တော့အဲ့အခါဘယ်လောက်ထိပို့တဲ့အမှတ်တရရှိလဲဆိုတော့အဲဆဲတာကိုအမှတ်တရဆိုတော့ဟိုပါပေါ့လူပြောမယ်ဒါကဇက်ဝင်ခန်းတကန်းပါနော်ဟိုဇက်ဝင်ခန်းတကန်းပြတဲ့ဒီထဲမှာပါမယ့် ဟိုတမ်ဘိုရဲ့ဒီမှာပါတဲ့ဒီဒီဇလန်းဒီအနေထားကိုရောက်နေတဲ့အနေထားရဲ့အဲချိန်ပြီးတော့ဗောနော်ဒိုက်တာနဲ့တိုင်ပြီးတော့လိုအပ်မယ်လို့ထင်တဲ့နေရာဗောနော်ပြီးတော့မူဗောနော်ကျွန်တော်တို့ရဲ့ရောက်ကြည့်နေတဲ့ဒီဇလန်းတမ်ဘိုအနေထားနေရာကိုကြည့်ပြီးတော့အကောင်းဆုံးတော့စူးစမ်းပြီးတည်ဆောက်နေတာဗောနော် ဒီနှခါပြန်ပေးတယ်တောက်ကြည့်လေမပါပါကျွန်တော်တို့ကအပအနေနဲ့ကားမဟုတ်ဘူးလေကျွန်တော်တို့ကအပအနေနဲ့ကားမဟုတ်တော့ကြောင့်အဲ့ဒါတော့ဟိုလေးလာကြတော့မလို့ဒါပေမဲ့ကျွန်တော်တို့ဘယ်လိုပြောမလဲအခုခုနကကျွန်တော်တို့ကအလဲလဲလှုပ်တဲ့နေရာမှာဆိုတော့ကိုယ့်ရဲ့ဇက်ကောင်တကောင်ကြီးစီရဲ့ character လေးတွေရှိတယ် ကိုက်တာလေးတွေရှိတယ်အဲဒီမှာမင်းသမီးတွေလည်းမင်းသမီးတွေရဲ့ကိုက်တာလေးတွေရှိတယ်ယောက်ျားလေးတွေလည်းယောက်ျားလေးတွေရဲ့ကိုက်တာလေးတွေရှိတယ်ချောက်စုံကကိုက်တာတစ်ခုတည်းမဟုတ်ဘူးကိုက်တာလေးတွေမျိုးစုံရှိတဲ့အတွက်အဲ့ဒီကိုက်တာလေးတွေကိုပဲကျွန်တော်တို့ကဒိုက်တာကိုမေးအဲကျွန်တော်တို့ကကျွန်တော်တို့လေ့လာပြီးတော့ကျွန်တော်ဒီကိုက်တာပေါ်မှာအကောင်းဆုံးပြုဆောင်ရတာပေါ့နော်ခုနကပြောတဲ့ဟိုကျွန်တော်ဟိုသဘင်ပုံစံတွေရောကျွန်တော်ကိုက်တာချင်းဝါရဲ့ ကာရိုက်တာချင်းရတယ်ဆိုတော့အပိုင်းလေးတွေမှာပါရှိတယ်ဆိုတော့ခုနကပြောရဲကျွန်တော်တို့ရဲ့ကာရိုက်တာလေးတွေကိုစီကိုစီကိုစီရှိတဲ့အခါမှာကျွန်တော်နေရမယ့်နေရာမှာကျွန်တော်ကပြပြဝဝနေဖို့အတွက်တချို့ရဲ့ကျွန်တော်ရဲ့စိုင်လေးတွေပုံစံလေးတွေကျွန်တော် short ချပြီးတော့ဒီထဲမှာသဘင်အတူနဲ့ဒီကောင်ကဘာဖြစ်ချင်တာလဲဆိုတော့ပုံမှန်မူတည်ပြီးတော့ချင်းရတာပေါ့နော်အဲ့ဒါလေးကိုတော့အကောင်းဆုံးတော့ထူးစားထားပါတယ်